မင်္ဂလာပါခင်ဗျရှင်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ကြံ့ဖို့ပါတီကလက်ရှိစစ်တကလုံးမဲ့ရွေးကောက်ပွဲအတူကြီးမှာအနိုင်ရပြီးရင်လည်းအစိုးရတစ်ဖွဲ့စည်းတဲ့အချိန်လက်ရှိစစ်တကချမှတ်ထားတဲ့နိုင်ငံရေး policy ကိုသာဆက်လက်ကျင့်သုံးမယ်ဆိုပြီးကြံ့ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကိုယ်တိုင်ပြောဆိုလာပြန်ပါတယ်ထိုင်းနိုင်ငံကလွှဲပြောင်းပေးလိုက်တဲ့မြန်မာအကြပ်ဖက်စစ်တပ်လက်အောက်ခံ BGF ကောင်းဆောင်စောချစ်သူရဲ့ကိုယ်ခွေရာရွှေကုတ်ကိုကြပြတ်မြို့တဲ့ထူထောင်သူ နိုင်ငံကရာဇဝတ်တရားခံရှိခြင်းကြမ်းဆိုသူကိုပြုတ်အစိုးရကအထူးလုံခြုံရေးတွေနဲ့ခေါ်ထုတ်သွားပြီးလေရင်ပေါ်ကနေဆင်းတဲ့အချိန်လမ်းလျှောက်ဖို့တောင်အာရုံနေတယ်လို့ပြုတ်တဲ့တွင်မှာဖော်ပြထားတဲ့တွင်ပါဝင်နောက်ဆုံးရရှိထားတဲ့တွင်တွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တွင်ကတော့ကြမ်းဖို့ပါတီကလက်ရှိစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးမှာအနိုင်ရပြီးရင်လေအစိုးရတစ်ဖွဲ့စည်းတဲ့အချိန် လက်ရှိစစ်တပ်ကချမှတ်ထားတဲ့နိုင်ငံရေး policy ကိုသာဆက်လက်ကျင့်သုံးမယ်ဆိုပြီးကျက်ဖွဲ့ပါတီဥက္ကဋ္ဌခင်ကြီးကိုယ်တိုင်ပြောဆိုလာတယ်လို့ကျက်ဖွဲ့တရင်အရင်မြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ17ရက်နေ့ကပဲနီဘီဒေါ်မှာရှိတဲ့ကျက်ဖွဲ့ပါတီရုံးချုပ်မှာကျက်ဖွဲ့ပါတီအောင်နိုင်ရေးအခမ်းအနားအတွင်းကျက်ဖွဲ့ပါတီဥက္ကဋ္ဌခင်ကြီးကိုယ်တိုင်ပြောသွားတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီအခမ်းအနားမှာကျက်ဖွဲ့ပါတီဥက္ကဋ္ဌခင်ကြီးက သူတို့ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်လောက်တချို့ကိုလက်ရှိချက်ဖို့ပါတီကတောင်းမဲ့မူဝါဒတွေရွေးကောက်ပွဲကြီးညာစာတမ်းတွေနဲ့ပတ်သက်လို့ပြန်လည်ရှင်းတဲ့အသိပေးမှုတွေလုပ်တဲ့အချိန်မှာသူတို့ရဲ့ချက်ဖို့ပါတီဟာရွေးကောက်ပွဲအနိုင်ရပြီလို့အစိုးရတစ်ဖွဲ့စည်းရင်တော့လက်ရှိစစ်တကချမှတ်ထားတဲ့နိုင်ငံရေး policy ကိုသာဆက်လက်ကျင့်သုံးမယ်ဆိုပြီးပြောသွားတာဖြစ်တယ်လို့ချက်ဖို့တင်ရှင်းမြစ်ကရန်ကုန်ခေတ်ကိုပြောထားပါတယ်။ဒါအပြင်လက်ရှိချက်ဖို့ပါတီကမဲဆွဲတဲ့နေရာမှာလည်း စစ်တပ်ကချမှတ်ထားတဲ့မူဝါဒနဲ့လမ်းစဉ်တွေအတိုင်းမဲ့မဲဆွယ်ပုဂ္ဂိုလ်ပါကြံ့ဖို့ခင်ရင်ကပြောဆိုသွားသလိုတစ်ဖက်ကနိုင်ငံရေးလမ်းစဉ်တွေနဲ့ပတ်သက်လို့လည်း NLD ပါတီကိုစစ်တပ်ကရောကြံ့ဖို့ပါတီကပါရန်သူအဖြစ်သဘောထားပြီး NLD ပါတီကိုအမြင့်ဖြတ်ရေးနဲ့နောက်ထပ်တကြော့ပြန်မပေါ်လာနိုင်ရေးကိုသာဆက်လက်ကင်ဆွဲထားကြတယ်လို့ကြံ့ဖို့သတင်းရင်းမြစ်ကပြောထားပါလိမ့်လက်ရှိအကြမ်းဖက်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးဟာတနိုင်ငံလုံးကိုလွှမ်းခြုံနိုင်မှုမရှိုံနဲ့မကဘူး လက်ရှိအချိန်ထိသူတို့စစ်တပ်ကလက်လွတ်ထားရတဲ့တော်လိုင်းတပ်တွေထိန်းချုပ်ထားရမြို့တွေနဲ့မြို့နယ်ပေါင်းများစွာရှိနေသလိုအဲ့ဒီမြို့တွေနဲ့မြို့နယ်တွေမပါဘဲနဲ့သူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့ပေါ်လေးတွေမှာသာအတူရောင်ရွေးကောက်ပွဲကိုသူတို့ဘာသာအတင်းကျပ်ပြုလုပ်ဖို့ကြိုးစားနေတာဖြစ်ပြီးလက်ရှိသူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကလည်းအတိမတ်ပြုတာမျိုးမရှိသေးတဲ့အပြင်နိုင်ငံအတွင်းကပြည်သူအများစုဟာလည်းလက်ခံမှုမရှိသလိုသူတို့စစ်တပ်ကိုထောက်ခံတဲ့လူတစုလောက်နဲ့သာသူတို့ဘာသာမရရတဲ့နီးနဲ့လှုပ်ဖို့စီစဉ်နေတာဖြစ်ပြီး အဲ့ဒီမှာ NND ပါတီကိုဘယ်ဒုံကမှအနိုင်မရခဲ့တဲ့ကြံ့ဖွဲ့ပါတီက NND မပါဘဲသူတို့ဘာသာရှင်ပြိုင်ပြီးတော့အဲ့ဒီရွေးကောက်ပွဲအတူကြီးမှာသူတို့ကြံ့ဖွဲ့ပါတီကပဲအနိုင်ရမယ်ဆိုပြီးတော့ပါကြံ့ဖွဲ့ဥက္ကဋ္ဌခင်ကနိုဝင်ဘာလ17ရက်နေ့ကပဲပြောဆိုသွားသေးတယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့ထိုင်းနိုင်ငံကလွှဲပြောင်းပေးလိုက်တဲ့မြန်မာအကြမ်းဖက်စစ်တပ်လက်အောက်ခံ BJ ကောင်းဆောင်စောချစ်သူရဲ့ကိုယ်ခွေရရွှေကုတ်ကိုကြပြတ်မြို့တည်ထူထောင်သူ နိုင်ငံကရာဇဝတ်တရားခံရှီကျင်းဂျန်ကိုတရုတ်အစိုးရကအထူးလုံခြုံရေးတွေနဲ့ခေါ်ထုတ်သွားပြီးလေရင်ဘော်ကနေဆင်းတဲ့အချိန်လမ်းလျှောက်ဖို့တောင်အာရော့နေတယ်လို့တရုတ်သတင်းတွေမှာဖော်ပြထားပါတယ်ဒါကတော့နိုဝင်ဘာလ12ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲထိုင်းအစိုးရကဖမ်းဆီးရမိထားတဲ့မြန်မာအကြမ်းဖက်စစ်တပ်လက်အောက်ခံ BGF ကောင်းဆောင်စောချစ်သူရဲ့ကိုယ်ွယ်ရာရွှေကုတ်ကိုကြားဖြတ်မြို့တစ်ထူထောင်သူနိုင်ငံကရာဇဝတ်တရားခံရှီကျင်းဂျန်ကိုတရုတ်နိုင်ငံလက်ထက်လွှဲပြောင်းပေးလိုက်တယ်ဆိုပါတယ်အဲ့ဒီနောက် ကြဖြန့်ဝေလင်းကိုင်းရဲ့နိုင်ငံတကာရာဇဝတ်တရားခဏ်ရှိခြင်းကျန်းကိုတရုတ်အစိုးရကအထူးလုံခြုံရေးတွေနဲ့ခေါ်ထုတ်သွားပြီးမနေ့ကညသကောင်းရဲ့အချိန်မှာပဲတရုတ်နိုင်ငံကိုရောက်ရှိသွားပြီဖြစ်တယ်လို့တရုတ်နိုင်ငံပိုင်သတင်းဌာနတွေကနေထုတ်လွှင့်ထားပါတယ်။အဲဒီမှာကြဖြန့်ဝေလင်းကိုင်းရဲ့နိုင်ငံတကာရာဇဝတ်တရားခဏ်ရှိခြင်းကျန်းဟာတရုတ်နိုင်ငံကိုဖမ်းဆီးခံရတဲ့ရာဇဝတ်သားအဖြစ်ပြန်လည်ရောက်ရှိလာတဲ့အချိန်တရုတ်အထူးတပ်ဖွဲ့ရဲတွေရဲ့ခေါ်ဆောင်လာမှုကြားမှာလမ်းလျှောက်ဖို့တောင်အာရုံနေတယ်လို့လည်းတရုတ်သတင်းတွေမှာဖော်ပြထားကြပါတယ်။ အဲ့ဒီလိုတရုတ်အစိုးရလက်ထက်ကိုရာဇဝတ်သားအဖြစ်ပြန်လဲရောက်ရှိသွားတဲ့ကြားဖြတ်ဝင်လင်းကိုင်းရဲ့နိုင်ငံတကာရာဇဝတ်တရားခံရှီချင်းကျန်းဆိုသူဟာမြန်မာစစ်တပ်လက်အောက်ခံ BGF ကောင်းဆောင်စောချစ်သူရဲ့ကိုးကွယ်ရာလဲဖြစ်တယ်လို့မြန်မာစစ်တပ်နဲ့စောချစ်သူတို့ပူးပေါင်းပြီးထိန်းချုပ်ထားတဲ့မြောက်ရီမြို့နယ်ရွှေကုတ်ကူမှာကြားဖြတ်ဝင်လင်းကိုင်းတွေအခြေစိုက်ဖို့မြို့တစ်ကိုထူထောင်ခဲ့သူဖြစ်တယ်လို့အဲ့ဒီကနေတဆင်တရုတ်နိုင်ငံသားတွေအမေရိကန်နိုင်ငံသားတွေအပါအဝင်တကမ္ဘာလုံးကလူတွေကိုအွန်လိုင်းကနေငွေကြေးဘီလီယံပေါင်းများစွာလိမ်လည်နေကြတာဖြစ်ပြီး ဲ့ဒီလုပ်ငန်းတွေကိုဥဆောင်သူချီကျင့်ချက်ဟာအခုတရုတ်နိုင်ငံလက်ထက်ကြားဖြတ်ငွေလိန်ဂိုင်းတရက်ခန့်အဖြစ်ရောက်ရှိသွားပြီဖြစ်ပါတယ်။အဲ့ဒီလိုပဲရှမ်းပြည်နယ်မြောက်ပိုင်းမှာ2019စစ်စင်ရေးတွေစတင်ခဲ့တုန်းကလေရှမ်းမြောက်ကကြားဖြတ်ငွေလိန်ဂိုင်းတွေရဲ့ခေါင်းဆောင်မြန်မာစစ်တပ်လက်အောက်ခံကြက်ဖို့ပါတီအမတ်ဖြစ်ခဲ့တဲ့ကိုကန်ဒေတာခေါင်းဆောင်ပယ်ဆောက်ချိန်ကိုလေဒီရုတ်နိုင်ငံကအလို့ရှိနေတဲ့အချိန်နေပြည်တော်မှာမြန်မာစစ်တပ်ကဖွဲ့ပေးထားရကနေဒီရုတ်နိုင်ငံရဲ့တောင်းဆိုမှုတွေကြောင့်အဲ့ဒီပယ်ဆောက်ချိန်ကိုပါ မြန်မာစစ်တပ်ကပဲသူ့လူကိုသူကိုယ်တိုင်တရုတ်လက်ထက်နေပြည်တော်ကနေတဆင့်လွှဲပေးလိုက်ရသလိုအခုဆိုရင်အဲ့ဒီမြန်မာစစ်တပ်လက်အောက်ခံပယ်ဆောက်ခြင်းကို နိုဝင်ဘာလ၄ရက်နေ့ကပဲတရုတ်အစိုးရကတေတံချမှတ်လိုက် ပြီးအခုတခါနောက်ထပ်မြောက်ရီမြို့နယ်ကစစ်တပ်လက်အောက်ခံ BGF ကောင်းဆောင်စော့ချစ်သူရဲ့ကိုယ်ွယ်ရာကြားဖြတ်ငွေလိမ်ဂိုင်းရဲ့နိုင်ငံတကာရာဇဝတ်တရားခံရှီကျင်ကျန်းဆိုသူပါတရုတ်အစိုးရလက်ထက်ရာဇဝတ်သားအဖြစ်ရောက်ရှိသွားပြီဖြစ်ပါတယ်ခင်ဗျတဖက်မှာတော့ အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ကနေအချက်ဖတ်မင်းအွန်လိုင်းကိုအမြန်ဆုံးဖမ်းရမ်းထုတ်ဖို့နဲ့မြို့သားညီညီအစိုးရ UNG ကပါ ICC တရားရုံးရဲ့တရားစီရင်ပိုင်ခွင့်ကိုအတိအမှတ်ပြုထားတဲ့ကြေညာချက်ကိုတမ္မကြီးဦးကျော်မိုးထွန်းကကုလသမဂ္ဂအစည်းအဝေးမှာတင်ပြတော့ပါတယ်။ဒါကတော့နိုဝင်ဘာလ17ရက်နေ့ကပဲအမေရိကန်နိုင်ငံညူးယောက်မြို့ကကုလသမဂ္ဂဌာနချုပ်မှာအကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံညနာဆုံးကြီးအစည်းအဝေးအတွင်းတမ္မကြီးဦးကျော်မိုးထွန်းကတင်ပြပြောဆိုတော့တာပါ။အဲ့ဒီမှာအဓိကပြောသွားတာကတော့ အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးရဲ့တရားစွဲအရာရှိကနေမြန်မာနိုင်ငံကအကြမ်းဖက်စစ်တပ်ကောင်းဆောင်မင်းအွန်လိုင်းကို ICC ကနေဖမ်းဝရမ်းထုတ်ပေးဖို့တရားရုံးကိုရှောက်ထားခဲ့မှုကြောင့်မြန်မာ ပြည်သူတွေဟာမျှော်လင့်ချက်တွေမြင့်တက်ခဲ့ရပြီမဲ့တနည်းနီးပါးကြာမြင့်လာတဲ့အချိန်အထိ ICC ဘက်ကအဲ့ဒီရှောက်ထားချက်အပေါ်တိတာထင်ရှားတဲ့တိုးတက်မှုမရှိတဲ့အတွက် ပြည်သူတွေဘက်ကစိတ်ပြတ်မှုတွေပုံမှုကြီးမားလာနေတာကြောင့် ICC တရားရုံးကနေ အကြံဖတ်မင်းအွန်လိုင်းကိုအမြန်ဆုံးဖရန်ထုတ်ဖို့လိုအပ်နေပြီလို့တမန်ကြီးဥကြုံမုံထွန်းကတင်ပြတော်ပါလေ။ဒါနဲ့ပတ်သက်ပြီးလက်ရှိမြန်မာနိုင်ငံရဲ့အမျိုးသားညီညွတ်ရေးအစိုးရအယုံကြီးကပါ ICC တရားရုံးရဲ့တရားစီရင်ပိုင်ခွင့်ကိုအတိမတ်ပြုထားတဲ့ကြေညာချက်ကိုထုတ်ပြန်ထားပြီးမြန်မာအကြံဖတ်စစ်တပ်ကမြန်မာပြည်သူတွေအပေါ်ကျူးလွန်နေတဲ့ဆိုးရွားလာတဲ့ရာဇဝတ်မှုတွေကိုကာကွယ်ပေးနိုင်ဖို့စစ်တပ်ရဲ့ထက်မှန်ရက်ဆက်မှုတွေကိုတားဆီးပေးနိုင်ဖို့ပြစ်မှုကျူးလွန်ခြင်းခံရသူပြည်သူတွေအတွက်တရားမျှတမှုရရှိစေဖို့နဲ့ အပြစ်ပေးအရေးယူခြင်းကနေစစ်တကကင်းလွတ်နေမှုကိုအဆုံးသတ်ဖို့အတွက်မြန်မာနိုင်ငံအတွင်းလက်ရှိအချိန်ထိကျိုးလွန်နေတဲ့အကြမ်းဖက်မြန်မာစစ်တပ်ရဲ့ရာဇဝတ်မှုတွေအပေါ် ICC တရားရုံးရဲ့တရားစီရင်ပိုင်ခွင့်ကိုမြန်မာနိုင်ငံအစိုးရ NUG ကအတိမတ်ပြုထားတဲ့ကြေညာချက်ကိုပါတမန်ကြီးဦးကျော်မှုတွန်းကကုလအစည်းအဝေးကနေတဆင့်အပြစ်ပေးဆိုင်ရာရာဇဝတ်တရားရုံးရဲ့မှတ်ပုံတင်အရာရှိစီကိုတင်ပြခဲ့တယ်လို့သိရပါတယ်။ဒါအပြင်လက်ရှိအချိန်ထိမြန်မာပြည်သူတွေအပေါ်လေကြောင်းကနေဘုံကျဲတိုက်ခိုက်တပ်ဖြတ်မှုတွေအပါအဝင် စစ်ရဆွေးမှုပေါင်းများစွာကိုဇက်တိုက်ကျူးလွန်နေဆဲဖြစ်တဲ့အကြမ်းဖက်မြန်မာစစ်တပ်ကတစ်ဖက်မှာတနိုင်ငံလုံးလွှမ်းခြုံနိုင်မှုမရှိဘဲလွတ်လပ်မှုတရားမျှတမှုပွင့်လင်းမြင်သာမှုမရှိတဲ့တရားမဝင်အတုယောင်ရွေးကောက်ပွဲကိုလှုပ်ဖို့စီစဉ်နေတဲ့အပေါ်နိုင်ငံကအပိုင်းဝိုင်းကပြက်ပြက်သားသားပေးချဖို့နဲ့အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC အနေနဲ့လည်းအကြမ်းဖက်ရာဇဝတ်ကောင်မင်းအွန်လိုင်းကိုအမြန်ဆုံးဖမ်းရမ်းထုတ်ပေးဖို့ကိုပါလိုအပ်နေပြီဖြစ်တယ်လို့တမ္မကြီးဥကြုံမွန်ထွန်းကကုလအစည်းအဝေးမှာတင်ပြပြောဆိုသွားပါလိမ့်ခင်ဗျာ တဖက်မှာတော့ဒင်းဘီနန်ကော့ဂရိတ်မြို့နယ်မြောက်ပိုင်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးအကြမ်းဖက်စစ်တပ်ကထိခိုက်ဒေဆုံးမှုတွေများနေတဲ့အတွက်လေကြောင်းပစ်ကူတွေနဲ့ပေါင်900ဘုံးတွေပါကျဲချတာတွေလာလုံနေတယ်လို့ KNL စီးရဲသတင်းရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့ဒီကနေ့နိုဝင်ဘာလ23ရက်နေ့မနက်ပိုင်းမှာတင်ကော့ဂရိတ်မြို့နယ်မြောက်ပိုင်းမြောက်ရီကော့ဂရိတ်ဒေါနာတောင်ပေါ်လမ်းဟောင်းဘက်ကနောင်ကိုင်းတီဖိုးဆန်မိဖာလက်ချင်းရွာတွေဘက်မှာအကြမ်းဖက်စစ်တပ်နဲ့ KNL ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေကြဆိုပါလေအဲ့ဒီတိုက်ပွဲတွေအတွင်အကြမ်းဖက်စစ်တပ်ကသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေတတော်ကုန်များနေပြီးလက်ရှိသိရှိထားချက်အရတဲ့တီဖိုဆန်ချေယောဘတ်မှာစစ်တပ်ကသေတဲ့သူတွေရာကနဲ့နှိပါအထိကိုရှိနေတယ်လို့ KNL စည်ရေးသတင်းရင်းမြစ်ကရှင်းပြထားပါလေအဓိကကတော့မြော်ရီလန်ဟောင်းဘတ်ကိုစစ်တပ်ကအသေးအံသိမ်းဖို့လုပ်နေတာဘလို့မှမရပဲသူတို့စစ်တပ်ကသာ KNL ပူပေါင်းတပ်တွေရဲ့တံပြန်တိုက်ခိုက်ချေမှုတွေချမ်းမှာတိုက်ခိုက်တိုက်ဆုံမှုတွေတော်တော်များပြီးအထိနာနေတဲ့အတွက် လေချောင်းပစ်ကူတွေနဲ့ပေါင်900ဘုံတွေပါကျဲချတာတွေအထိလာလုံနေတယ်လို့ KNL စီးရီးသတင်းရှင်းမြစ်ကပြောထားပါတယ်။လက်ရှိမှာတော့အဲ့ဒီမြောက်ရီကော့ဂရိတ်ဒေါ်နာတောင်ပေါ်လမ်းဟောင်းနဲ့ကော့ဂရိတ်မြောက်ပိုင်းကကြေးရွာတွေဘက်မှာစစ်တလောက်ကန် DGB A ဘုတ်ပြီးအပွဲနဲ့အချမ်းဖတ်စစ်တပ်တို့ပူးပေါင်းထားတဲ့စစ်ကြောင်းတွေကို KNL ပူးပေါင်းတပ်တွေကတံပြန်တိုက်ခိုက်ချင်းမုန်းနေပြီးတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ KNL စီးရီးသတင်းရှင်းမြစ်ကပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ မန္တလေးတိုင်းကစင်ကူးမြို့နယ်မှာစပေးရှောင်းပြည်သူတွေနေတဲ့မလဲကျေးရွာစတဲ့အကြောင်းကိုအချက်ဖက်စစ်တပ်ကလေနဲ့ပုံချဲသွားမှုကြောင့်ပြည်သူ၅ဦးသေဆုံးထားပြန်တယ်လို့စင်ကူးမြို့နယ်ပကပတာဝန်ခံကိုတန်မဏိကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့နိုဝင်ဘာလ၁၂ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲမန္တလေးမြို့နယ်ဘက်ကစစ်ရှောင်းပြည်သူတွေနေထိုင်ရာစင်ကူးမြို့နယ်မလဲကျေးရွာစတဲ့အကြောင်းကိုအချက်ဖက်စစ်တပ်က Jet Fighter လေနဲ့လာပြီးရည်ရွယ်ချက်ရှိရှိဘုံးတွေကျဲချတိုက်ခိုက်သွားတယ်ဆိုပါတယ်အဲ့ဒီလိုအချက်ဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အယသပြည်သူ၅ဦးသေဆုံးထားပြီးနောက်ထပ်ပြည်သူ၅ဦးထပ်မင်းကဒဏ်ရာရရထားတဲ့အပြင်အနီးနားကအဆောက်အုံ၃လုံးလဲပျက်စီးထားတယ်လို့စင်ကူးမျိုးနဲ့ပကပတာဝန်ခံကုတ္တမဏိကပြောထားပါတယ်လက်ရှိအချိန်ထိအကြပ်ဖတ်စစ်တပ်ကစင်ကူးမျိုးနဲ့အတွင်းမှာရှိတဲ့ယသပြည်သူတွေကိုတမင်တကာပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေလုပ်လာတဲ့အတွက်မြို့နယ်အတွင်းကပြည်သူတွေအနေနဲ့ဒေါ်လာရေးတက်တွေထုတ်ပြန်ထားတဲ့လေကြောင်းအနေနဲ့သတိပေးချက်တွေကိုအလေးနက်ထားလိုက်နာပေးဖို့ကိုလည်းမေတ္တာရက်ခတ်တဲ့အကြောင်း စင်ကူးမြို့နယ်ပကပတာဝန်ခံကိုတမ်မဏိကပြောထားပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့မွန်ပြည်နယ်ကမြို့နယ်ခုနှစ်ခုမှာအချက်ပစစ်တကသူတို့လုံမဲ့ရွေးကောက်ပွဲမတိုင်မီထိုးစစ်အရှိန်မြင့်လာနိုင်တဲ့အတွက်စစ်ဘေးရှောင်ပြည်သူတွေကိုအကူအညီပေးရေးကိစ္စရပ်တွေလုပ်နိုင်ဖို့မွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့မွန်ပြည်နယ်အတိုင်းအမြန်ကောင်စီတို့ပူးပေါင်းလိုက်တယ်လို့မွန်ပြည်ဖက်ဒရယ်ကောင်စီဥက္ကဋ္ဌနိုင်မွန်ဆိုင်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ17ရက်နေ့ကပဲမွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့မွန်ပြည်နယ်အတိုင်းအမြန်ကောင်စီတို့တွေ့ဆုံခဲ့ပြီး အကြံပစစ်တပ်ကမော်ဘီနယ်ဘက်မှထိုးစစ်တွေအရှိန်မြင့်လာခဲ့ရင်တံပြန်နိုင်ဖို့နဲ့ဖြစ်ပေါ်လာနိုင်တဲ့စစ်ရှောင်းပြည်သူတွေကိုအကူအညီပေးဖို့ကိစ္စရပ်တွေကိုညှိနှိုင်းဆွေးနွေးခဲ့ကြတယ်ဆိုပါတယ်။အဲဒီမှာအဓိကဆွေးနွေးမှုကတော့အကြံပစစ်တပ်ကသူတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးမတိုင်မီနိုင်ငံတော်မှာသူတို့လက်လွတ်ထားရတဲ့တော်လိုင်းတပ်တွေထိန်းချုပ်ထားရနေမြေတွေကိုထိုးစစ်အရှိန်မြင့်နေရမှာမွန်ပြည်နယ်ကမြို့နယ်ခုနှစ်ခုကိုလည်းအဲ့ဒီစစ်တပ်ရဲ့ရွေးကောက်ပွဲအတူကြီးမတိုင်မီထိုးစစ်အရှိန်မြင့်လာနိုင်တဲ့အတွက် အဲ့ဒီအချိန်တပတ်ကစစ်ဘေးရှောင်ပြည်သူတွေအတွက်အကူအညီပေးရေးကိစ္စရပ်တွေလုပ်နိုင်မှုမွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့မွန်ပြည်နယ်အတိုင်းအမြံကောင်စီတို့ပူးပေါင်းပြီးဆောင်ရွက်သွားမယ့်ကိစ္စတွေကိုဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့မွန်ပြည်ဖက်ဒရယ်ကောင်စီဥက္ကဋ္ဌနိုင်မွန်ဆိုင်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့မကွေးတိုင်းမြိုင်မြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကရဲသားပြည်သူ၂ဦးကိုဖမ်းဆီးတပ်ဖြတ်လိုက်တဲ့အပြင်ဂျေးရွာဒရီကိုပါမိရှုဖျက်ဆီးနေတယ်လို့အညာမြေတပေါင်းစုရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ် ဒါကတော့နိုဝင်ဘာလ9ရက်နေ့ကစပြီးစနေနေ့ဖြစ်တဲ့မနေ့ကအထိမြန်မြို့နယ်မှာအချက်ဖက်စစ်တပ်ကစစ်ကြောင်းထိုးနေရမှာနန်းစီကန်တရက်ကန်စိုးကန်ခြေပါတွေကိုဝင်ရောက်ပြီးတော့ထွက်ပြေးလို့မလွတ်တဲ့ပြည်သူတွေကိုဖမ်းဆီးတာတွေပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူလူရတာတွေနေအိမ်တွေကိုမိရှို့ဖျက်ဆီးတာတွေတောက်လျှောက်လုပ်ခဲ့တယ်ဆိုပါလေအဲ့ဒီတည်းကနိုဝင်ဘာလ10ရက်နေ့ဖြစ်တဲ့မနေ့ကဆိုရင်အချက်ဖက်စစ်တပ်စစ်ကြောင်းဟာမြန်မြို့နယ်စစ်မှုနှစ်ကနေထွက်လာပြီးလမ်းမိုက်တစ်လျှောက်ကပြည်သူ၅ဦးကိုဖမ်းဆီးပြီးတော့ ဝက်ပုတ်ခြေရွာကိုစစ်ကြောင်းထိုးတာတွေလုပ်နေတဲ့အချိန်မှာပဲသူတို့ဖမ်းဆီးလာတဲ့ပြည်သူ၅ဦးတည်းကအသက်40ရွယ်အမျိုးသမီး2ဦးနဲ့အသက်52နှစ်အရွယ်အမျိုးသား2ဦးတို့ကိုနှိပ်စက်တပ်ဖြတ်ခဲ့ကြတယ်လို့ဆိုပါတယ်လက်ရှိမှာတော့အဲ့ဒီလိုမြန်မြို့နယ်အတွင်းအချက်ဖက်စစ်တပ်ရဲ့စစ်ကြောင်းထိုးမိရှုဖျက်ဆီးတပ်ဖြတ်မှုတွေကြောင့်ခြေရွာဆယ်ရွာထက်မနည်းကပြည်သူတွေဟာဘေးလို့ရာတွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ